အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ TikTok ကညီကိုလေးအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့ညမှာတော့အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းအလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်အာဆင်နယ်တင်းရဲ့လူငယ်ကစားသမားလေး မိုင်းလူးဝစ်ကယ်လီကိုဒါချက်စီအသင်းကမျက်စိကျနေတယ်။လာမယ့်ဆောင်းသေးကွက်မှာဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ချက်စီအသင်းဘက်ကကမ်းလှမ်းမှုတချို့ပြုလုပ်သွားမယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားပါတယ်။တဆက်တည်းမှာပဲဒါမိုင်းလူးဝစ်ကယ်လီအနေနဲ့အာဆင်နယ်အသင်းမှာပဲဆက်ရှိသွားမယ်ဆိုတဲ့သတင်းတွေကလည်းတောက်လျှောက်တက်လာပြီးတော့ဒီကစားသမားလေးအနေနဲ့ဒီယာဒီမှာအသင်းပြောင်းရွှေ့သွားမှာမျိုးမဟုတ်ဘဲနဲ့သူ့အနေနဲ့အာဆင်နယ်မှာပဲအချိန်ကြာကြီးဆက်ရှိသွားခြင်းနဲ့ဆိုပြီးတော့လည်းသတင်းမီဒီယာတွေကအမျိုးမျိုးဖော်ပြထားပါတယ်။ နောက်ထပ်သတင်းပုံအနေနဲ့ကျွန်တော်တို့အာဆနယ်တင်းရဲ့ဒါနောက်တန်းကစားသမားဖြစ်တဲ့ခရစ်ချန်မော်ကွာရာနဲ့ပတ်သက်ပြီးတော့ MKR data က ီကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဘာမှတိတ်ပြောစရာမရှိပါဘူးသူ့အနေနဲ့ဒီထက်ပိုကောင်းတဲ့ level တစ်ခုကိုရောက်နိုင်တဲ့အခြေအနေတွေများစွာရှိပြီးတော့သူကကျွန်တော်တို့မမြင်နိုင်တဲ့စွမ်းဆောင်ရည်နဲ့သူ့မှာလုံနိုင်စွမ်းတွေများစွာရှိတယ်။အသက်အရွယ်နဲ့မလိုက်အောင်သူ့မှာအတွေ့အကြုံတွေများစွာရှိပြီးတော့အာဆင်နယ်အသင်းနဲ့ကျွန်တော်ကိုအကောင်းဆုံးကူညီပေးနေတဲ့သူတစ်ယောက်ဖြစ်တယ်။သူ့ကိုကျွန်တော်တို့ဘယ်လိုချိန်မျိုးမှာပဲထဲ၃၃ သူ့စီကအကောင်းဆုံးစွမ်းဆောင်ရည်မျိုးတွေရရှိနေတာဖြစ်ပြီးတော့သူ့ကိုပိုင်ဆိုင်ထားတဲ့အာဆင်နယ်တင်းနဲ့ကျွန်တော်တို့ကတော့တကယ်ကိုကောင်းမွန်တဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တယ်ဆိုပြီးတော့မီကေအာဒေတာကပြောကြားထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါအခုဆိုလို့ရှိရင် International Break ပြီးခဲ့ပြီးဖို့ကဒါ9ရက်လောက်ပဲလိုတော့ပဲလေဒီချိန်တော့အတွင်းမှာပဲအာဆင်နယ်အသင်းရဲ့စာချုပ်တိကိစ္စဒီမှာဒါလင်းလင်းမြန်မြန်ပြီးသက်သွားနိုင်တဲ့စာချုပ် ချုပ်ကားမဲ့ကစားသမားတွေများစွာရှိတယ်။ဒီနေရာမှာဒါပြိသက်တွေနဲ့ပြိသက်တွေကိုချပြပြီးတော့တရားဝင်ကြီးညာသွားမဲ့ကစားသမားတွေထဲမှာဆိုရင်ဘူကာယိုစာကာနဲ့ဒါဂျူလီယန်တင်ပါဒီကစားသမား၂ယောက်ရဲ့စာချုပ်ကဒါအခု International Break ထဲမှာပဲကစားသမားနဲ့အတူလက်မှတ်ရေးထိုးမှုတွေပြုလုပ်ပြီးတော့ဒါပြိသက်တွေကိုချပြသွားဖို့ရှိတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှိစက်တဲ့သတင်းဌာနတချို့ကဖော်ပြထားပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါအနောက်တန်းမှာဗောလေဒါအခုဆိုလို့ရှိရင်ဝီလျံဆလီဘာနဲ့ဂါရီမက်ကာဟေးကဒါတကယ်ကိုကောင်းမွန်တဲ့ဒါဟိုဘယ်လိုပြောမလဲခံစစ်အတွဲဖြစ်ဒါပြိတ္တတွေအကုန်လုံးကမြင်ထားတယ်အခုချိန်မှာဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ထုံးစံအတိုင်းပဲဗောလေဒါပရီးမီးယားလိတရာတီလုံးမှာကျွန်တော်တို့တွေ38ပွဲလောက်ကစားတဲ့နေသားတစ်ခုမှာဒါဝီလျံဆလီဘာနဲ့ဂါရီမက်ကာဟေးနှစ်ယောက်ထဲကတစ်ယောက်ကတော့တရာတီမှာဒါသူတို့တွေအနေနဲ့ကတော့ အာဆင်နယ်တင်းရဲ့ပွဲစဉ်တရားရဂိုင်းနှုန်းမှာဒါ30ရာဂိုင်းနှုန်းလောက်ကိုလွဲချော်ထားတဲ့ကစားသမားနှစ်ယောက်ပေါ့နော်။ဒါဘာဖြစ်ဖြစ်သူတို့ကတယောက်မဟုတ်တယောက်ကဒဏ်ရာရတယ်ဗျ။အဲ့အချိန်မှာဒါဒီယာဒီမှာတော့အာဆင်နယ်တင်းနေတဲ့ကနောက်တန်းကိုကောင်းကောင်းဖြည့်တင်ထားနိုင်ပြီးတော့စကွတ်တက်တောင်းတင်းမှုကအာဆင်နယ်တင်းကိုဒါနောက်တစ်ဆင့်ကိုဆွဲတင်သွားတဲ့ပုံစံမျိုးဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဒဏ်ရာကစားသမားတွေမှာဒါကာဘရီယယ်မက်ကဟေးကလည်းပါဝင်လာခဲ့ပြီ။အဲ့တော့ဒီကစားသမားမပါဝင်တဲ့နောက်တန်းက ဘလို့ကစားသမားတွေပါဝင်လာမလဲဆိုပြီးတော့ဒါအာဆင်နယ်နဲ့နီးစပ်တဲ့သတင်းဌာနတော်တော်များများမှာမဆွေးနွေးသုံးသပ်မှုတွေပြုလုပ်နေကြတယ်ဒါဒီနေရာမှာဒါဝီလျံဆလီပါနဲ့ပီယရိုအင်ကပေလာဒါဒါမှမဟုတ်ရင်ဝီလျံဆလီပါနဲ့ခရစ်ယာန်မော်ပွဲရာလားဆိုတော့မေဂိုးနေအမျိုးမျိုးတက်နေကြတယ်ဒီနေရာမှာကျွန်တော်ညီကိုတွေအနေနဲ့ရောဒါဘယ်ကစားသမားကိုအသုံးပြုစီခြင်းလဲဗျာ ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါသူတို့နှစ်ယောက်စလုံးကိုပေါ့နော်ဒါသူတို့နှစ်ယောက်ဆိုတာကကျွန်တော်ဒါ Christian Moguea နဲ့ Piero Incape နှစ်ယောက်ကိုပေါ့နော်ဒါကျွန်တော်အနေနဲ့ပွဲချိန်တချို့တွေလဲသုံးစီခြင်းတယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကစားသမားနှစ်ယောက်စလုံးကဒါပွဲချိန်တော်တော်များများဒါ လွတ်နေတဲ့ကစားသမားတွေပေါ့နော်ပြောချင်တာကသူတို့နေမှာပွဲကစားချင်းကအရန်နှဲနေသေးတာဖြစ်တဲ့အတွက်ကစားသမားနှစ်ယောက်ထဲကတစ်ယောက်ကိုယုံကြည်ရမယ်တစ်ယောက်ပဲရွေးချယ်ရမယ်ဆိုရင်တော့ကျွန်တော်ကတော့ Christian Mokwea ကိုပို့ပြီးရွေးချယ်ခြင်းနဲ့ Piero Ingabe အနေနဲ့ဒါ Christian Mokwea ထက်ဒါပို့ပြီးတော့ပွဲကစားချင်းတွေရတဲ့နာမှန်နေဒါပေမဲ့ကျွန်တော်အနေနဲ့စိတ်အချဆုံးဆိုလို့ရှင်တော့ဒါ Christian Mokwea ကိုပို့ပြီးတော့သဘောကျတယ်ကျောင်းညူကိုရိအနေနဲ့ရောဒါဘယ်ကစားသမားကိုပို့ပြီးသဘောကျတယ်ဗျာ ကောမှာဝင်အောင်ဆွေးနွေးကြည့်ကြပါဦး။ဒါနောက်တဲ့သတင်းပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ David Austin ရဲ့ဒါ report တွေအရာအတီးပြုချက်တစ်ခုထွက်ပေါ်ထားတယ်။ဒါ breaking news ပေါ့နော်။ဒီညနေကျကျွန်တော်ဒီ video ရိုက်ခန့်ပြီးမှတက်လာတဲ့သတင်းတစ်ပုဒ်ကဒါပါလဲဆိုတော့အာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားသမားတွေက Gabriel Magalhaes ကလန်ဒန်ဒါဘီပြိုင်ပွဲဖြစ်စပါးနဲ့ကံပဲပွဲစဉ်မှာတေချာပေါက်လွဲချော်သွားမှာဖြစ်ပြီးတော့ Ricardo Calafiori ရဲ့ဒဏ်ရာအချင်းတွေကိုအာဆင်နယ်အသင်းကပတ်ကနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေတယ်။ ီကစားသမားကိုလာမဲ့စပားနဲ့ပွဲစဉ်မှာထည့်သုံးသွားရဖို့အတွက် recover time နေကြော်လွန်လာပြီးဒီကစားသမားကိုဒါဘယ်လိုပြောရမလဲ face နဲ့ပြည့်လို့ရှိရင် Arsenal အသင်းကထည့်သွင်းသုံးပြနိုင်တယ်ဆိုပြီးတော့ဒါ David Austin ကအတီးပြုတ်ထားတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ Arsenal အသင်းနဲ့ဒါ London Derby ပြိုင်ပတ်အဖြစ်ဒါစပါးပွဲစဉ်ရှင်ပြိုင်ကစားရမယ်။ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့ အာဆင်နယ်အသင်းခတ်ခဲသွားမလားဆိုတဲ့အနေအမှာဒါကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ဒါစပါအသင်းနှစ်သင်းစလုံးမှာကအခုဆိုလို့ရှိရင်ဒန်ရကစားသမားတွေကအရင်များတယ်အာဆင်နယ်အသင်းဆိုလို့ရှိရင်ဒန်ရကစားသမားအခုဆိုတစ်တောင်ဖြစ်သွားပြီလားမသိအရင်တော့ကဒါကျွန်တော်တို့ဒီ international break map ဟိုဘယ်လိုပြောမလဲမစခင်မှာအာဆင်နယ်အသင်းကဒန်ရကစားသမားအများဆုံးအဆင့်နှစ်နေရာမှာရှိတာဒါပေမဲ့အခုဆိုလို့ရှိရင်တော့တစ်တောင်ဖြစ်သွားပြီလားမသိဘာလို့လဲဆိုတော့နောက်ထပ်နှစ်ယောက်ကလည်းဒန်ရအစင်းနဲ့ရောက်သွားပြီဆိုတော့เนาะအဲ့တော့ စပါအသင်းရောဆိုတော့စပါအသင်းကလည်းထုံနီလကောက်မှာပဲခင်ဗျာဒါစပါအသင်းဆိုလို့ရှိရင်လေဒါအခုဆိုဒဟန်ကကစားသမားတွေနဲ့လုံးလဲချလဲလိုက်နေတာသူတို့ကလည်းအရေးကြီးတဲ့ကစားသမားတော်တော်များများကိုလက်လွတ်ဆုံးရှုံးခံရတာအဲ့တော့ဒီပွဲစဉ်ကကြည်ကောင်းမလားဆိုရဲမေကုန်းနေအပေါ်မှာဒါကျွန်တော်အမြင်ကိုပဲဒါကျွန်တော်ပြောချင်တာဗောလေဒါတည်င်းအကြောင်းအရာမျိုးမဟုတ်ပါဘူးဒါကျွန်တော်အမြင်မှာတော့ဒီပွဲစဉ်ကတော့လန်ဒါတာဘီပြိုင်ပွဲ ဆိုတဲ့အတိုင်းပဲဒါတကယ်ကိုကြည်ကောင်းမဲ့ပွဲစဉ်တပွဲပါအဲ့တော့ကျွန်တော်ညီကိုတွေအနေနဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါလောင်းမဲ့ညီကိုတွေရှိပါတယ်လောင်းမဲ့ညီကိုတွေရှိပါတယ်ကျွန်တော်အနေနဲ့ဒါအာဆင်နဲ့အနိုင်မဲဆိုတဲ့ဇာတ်ကားမျိုးတော့ကျွန်တော်မပြောချင်ပါဘူးဘာပဲဖြစ်ဖြစ်ကြည်ကြက်ပြီးတော့လောင်းကြပါလန်ဒန်ဒါဘီပြိုင်ပွဲပါလန်ဒန်ဒါဘီပြိုင်ပွဲကိုကြည်ဘူးတဲ့ညီကိုတိုင်းသိပါတယ်လန်ဒန်ဒါဘီပြိုင်ပွဲကဘလို ड़ी ရှိတယ်ဘလို့အပြောင်းလဲတွေများတယ်ဆိုတာမျိုးတွေများတော့ရှိတယ်ဒါမဲ့ကျွန်တော်ဒါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဒါကျွန်တော်အာဆင်နယ်အသင်းနဲ့ဒါလန်ဒါဘီပြိုင်ပွဲအဖြစ်ရှင်ပြန်ကစားမဲ့စပါးနဲ့ဒါပွဲစဉ်ကိုကင်သွားမဲ့ဒိုင်းလူကြီးကဒါမိုက်ကယ်အိုလီဗာပါနော်ကျောင်းကြီးကိုဒီအကုန်လုံးသိအောင်ကျွန်တော်ပြောပြတာပါမိုက်ကယ်အိုလီဗာနဲ့အာဆင်နယ်အသင်းရဲ့ဂျားတဲ့က ဟိုဘယ်လိုပြောရမလဲညှိမရတဲ့အကြောင်းအရာတွေကများစွာရှိတယ်အာဆင်နယ်အသင်းဝင်ဆို Michael Oliver တောက်လျှောက်အနီကပ်တွေပြပြနေတဲ့ဒါတိုင်းလူကြီးတွေကတယောက်ပေါ့လေဟုတ်ကဲ့ပါဒါကတော့ဒါဒီကနေ့ဒီကနေ့ညနေအတွက်အာဆင်နယ်အသင်းရဲ့သတင်းအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ခင်ဗျာကြောင့်ညကိုရောဘယ်လိုထင်မြင်မိလဲဗျကောမဝင်အောင်ဆွေးနွေးတော့ရပါအောင်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျသူတွေမှာ